hello အားလုံးပဲမိင်္ဂလာပါ united shoe ကနေကြိုဆိုပါရစေစူစီရဲနဲ့တပွဲတဖက်တကူစီတည်ကြခဲ့တဲ့ပွဲအပြီးမှာနီးပြအမူရင်ပြောတဲ့ဇကားတွေကိုကျွန်တော်တို့ကြည့်ကြည့်အောင်ပါဆိုတော့အဲ့ဒီတကတချို့ကတော့ penalty ပေးရတဲ့အခိုက်အတန့်မတိုင်ခင်တိကျွန်တော်တို့ကပွဲကိုထိန်းချုပ်ထားနိုင်ခဲ့တယ်ပေါ့နောက်ပိုင်းမှာလည်း ပြည်ပြမယ်အတင်းဒီပွဲရဲ့အချိန်အဟုန်ကအမှန်ငယ်ပြောင်းနေသွားတယ်ကျွန်တော်တို့အင်းကပွဲရဲ့နောက်ပိုင်းမိနစ်တွေမှာအရင်ပင်ပန်းနေတဲ့လက္ခဏာတွေအများကြီးတွေ့ကြရတယ်ဒီရလက်ကိုကျွန်တော်တို့ဒါလက်ခံဖို့လိုတယ်ပေါ့ဒါအတင်းတွေလက်ခံစရာရလက်တစ်ခုဖြစ်တယ်ပေါ့နော် ultra ဖို့မှာတော့ PR တွေနဲ့တူမတူညီတဲ့ပွဲတွေပဲဖြစ်လာဖို့တော့တေးကြတယ်အဲဒါအပြင်ပေါ့နော်ဒီအဲ့ဒီအချိန်ကြီးကျွန်တော်တို့ကြန့်ခိုင်မှုပိုင်းဆိုင်ရာတွေအကောင့်အောင်ပြင်ပြီးတော့ကြိုးစားရမယ်ပေါ့နော် ultra ဘုမှာတော့ပြန်အနိုင်ယူပြမှကျွန်တော်တို့ဖြစ်မယ်ကျွန်တော်တို့ဒီလိုမျိုး အတွေးထဲမှာခေါင်းထဲမှာအတွေးထည့်ထားဖို့ကျွန်တော်လိုတယ်ပေါ့ဆိုတော့အသင်းရဲ့အဓိကပြဿနာကအဲ့ဒါပဲကစားမားတွေကအင်မတန်ပင်ပန်းနေပြီဒီနေရာမှာပင်ပန်းနေပြီလို့ကျွန်တော်ပြောတဲ့နေရာမှာနံပါတ်1အသင်းမှာလူစင်းရင်မလုံလောက်တဲ့ပြဿနာနံပါတ်2ရှိတဲ့ကစားမားတွေ injury ပြဿနာတွေကြုံနေရတဲ့ပြဿနာအဲ့ဒါတော်တော်လေးဆိုတယ်ဒဏ်ရာ ပြဿနာရတဲ့ကစားမားတွေအခုချိန်ထိပြန်မကစားနိုင်တဲ့ထူးထူးအထူးအထားပါတော့အာမက်တူဘယ်တော့ကျွန်တော်ကောင်ကျန်တဲ့ကောင်တွေမဟုတ်ဘဲနဲ့ယာကြီးစကြတဲ့ကဘာမှနော်ဟိုဒီပတိအားကိုးရတဲ့ကစားမားတွေမဟုတ်တဲ့သူတွေက လာမယ့်ညရာကြီးပြောင်းရွှေ့မှာကျွန်တော်အနေနဲ့ရှင်းထုတ်ဖို့ကျွန်တော်အမှန်ကန်ကြိုးပမ်းတော့မှာအသိဒုက္ခရောက်နေတဲ့အချိန်လိုအပ်နေတဲ့အချိန်မှာလိကစားမားတွေကိုကျွန်တော်ဘယ်လိုမှအားကိုးလို့ကျွန်တော်မရဘူးဆိုတော့အခုလိုမျိုးပေါ့နော်ကျွန်တော် squad ကဒီဘယ်လိုပြောမလဲအရန်သင်းဖြစ်နေတယ်ဗျအရန်ပါလွာနေတဲ့အချိန်မျိုးမှာဟိုအရေးချင်းရှိတဲ့ကစားမားတွေကိုကျွန်တော်ကြည့်တော့ senior player တွေကိုကျွန်တော်ကြည့်တော့လေဒီလူတွေပဲကျွန်တော်ထက်ထက်ထက်တုံးနေရတာ တယောက်ရောနဲ့ကစားတဲ့ပွဲစဉ်တွေရှိတယ်ဟောတိတ်မကြဘူးမိနစ်တရ120တိကစားတဲ့ပွဲစဉ်တွေကျွန်တော်ရှိတယ်အဲ့ဒီပိုင်းတိတ်မကြဘူးလူစင်းမလုံလောက်တဲ့ပြဿနာတွေကျွန်တော်ရှိလို့ injury ပြဿနာတွေပါထက်ကြုံရတဲ့သူတွေကျွန်တော်ရှိသေးတယ်ဒါအပြင် mid week တွေမှာရော weekends တွေပါရောကစားရတယ်ဘယ်လိုမှအတင်းတွက်တည်တယ်မလားဒီ physical ဘိုင်းမှာကြံ့ခိုင်မှုကောင်းကောင်းရှိဖို့နဲ့ပတ်သက်ပြီးတော့ဟိုအချိန်ကြီးကောင်းမနေဘူးအခုဒုတိယပိုင်းမှာတော့ဒါအသိတာတယ်ဒါအသိတာတယ်ဗောနော်ကျွန်တော်တို့တော်တော်ကြီးကိုကြာသွားတာတွေဒါအသိတာတယ်ဆိုတော့ weekend အခုဆိုလို့ရှိရင်ကျွန်တော်ဒီ society နဲ့ကစားပြီးသွားပြီဒီ weekend မှာ arsenal နဲ့ကစားမယ် arsenal ဆိုတာကနေရာတိုင်းမှာ physically ရအရင် strong ဖြစ်တဲ့ကစားမတွေကြီးပဲရယ်နော်အဲ့ဒီပွဲစဉ်မှာ physical ဘိုင်းရကျွန်တော်တို့မရှင်နိုင်မှုဆိုရင်အရင်တိုင်ပတ်အောင်မပွဲတော်တော်ကိုတိုင်ပတ်မယ်ပွဲမျိုးပါသူဒီပင်ကြားထဲမှာပင်မထားတဲ့ကိုကစားမားတွေနဲ့အာဆင်နယ်လို physical ability တောင်းတဲ့ကစားမားတွေနဲ့ဆိုရင်ကျွန်တော်တို့တိတ်ပြီးတော့မတွေ့ရဘူးအမှန်တိုင်းပြောရရင် ဆိုတော့ကျွန်တော်တို့ပြန်ပြီးတော့ကြံ့ခိုင်မှုတွေပြုလုပ်ပါတယ်။ဒါကြောင့်ပေါ့နော်ဒီပင်ပန်းနေတဲ့လက္ခဏာတွေနဲ့ပင်နေဒီပြဿနာတွေကြုံသွားပြီးမှအတင်းကပြန်ပက်ထိန်းချုပ်ခြင်းခံခဲ့ရတယ်ပေါ့။တော်တော်လေးကံကောင်းတာပါ။ရှုံအရှုံရလည်းမကြုံသွားတာပဲ။ကျွန်တော်သူပြောလို့ပဲ old trap ဖို့မှာပြန်ကောင်းအောင်လုပ်နိုင်မလားကျွန်တော်ကြည့်ရမယ်ပေါ့ဗျာဆိုတော့ဒါအပြင်ကာနာချူကူပေါ့နော်ညာချမ်းမှာထားကစားခဲ့တာ right left wing မဟုတ်ဘင်းနေပေါ့ဒီနေရာမှာ तू ကတော့ အဲပြိုင်ပတ်တင်းကိုကျွန်တော်ကြီးဖို့လိုတယ်ဗောနော်ပြိုင်ပတ်တင်းကိုသူကြီးခဲ့ပြီးတော့အဲ့ဒီဘက်ချမ်းမှာဒီညာချမ်းမှာဆိုလို့ရှိရင်ပြိုင်ပတ်ဘက်ချမ်းမှာနေရာလွတ်တီတော်တော်များများရနိုင်နေဆိုတော့သူတတိထားမိခဲ့တယ်ဗောနော်အဲ့ဒါကြောင့်ပဲကာနာချူကိုပို့ပြီးတော့ညာချမ်းမှာကျွန်တော်ထားပြီးတော့တုံးခဲ့တယ်အဲဒီကိုဒါလောက်က Resmel Whiteland ကိုဘောလုံးမပေးခဲ့တဲ့အရာနဲ့ဖက်သက်ပြီးတော့ပြောရရင် Resmel ကတော့ behind the runs တွေလောက်တာတွေတော်တော်လေးကောင်းတယ်နော်ဆိုတော့ဒီဘယ်လိုပြောမလဲဒါကိုဒါလောက်ကဘောလုံးပေးခဲ့တာမရှိဘူးဗောနော်ဟိုဘယ်လိုပြောမလို့ပြောလို့ရှိရင်တော့ ဟို rest map ပြီးတဲ့ပြီးထွက်ပြီးထွက်သွားတာကဟိုအလဟတ်သက်ဖြစ်သွားတယ်ဗောဗျာအလဟတ်သက်ဖြစ်သွားတယ်ဒါမှမဟုတ်ကျွန်တော်တို့ကဗောနော်ဒါကိုမေ့ပြီးတော့ခြေပွဲဒီမှာဆိုလို့ရင်ပူကောင်းအောင်လှုပ်ကြဖို့ကျွန်တော်လိုတယ်ဗောဒါလို့ရဲ့ဆုံးဖြတ်ချက်ကအကောင်းဆုံးတော့မဟုတ်ခဲ့ဘူးဗောနော်လိုရချက်တော့ရှိခဲ့တယ်ဗောဗျာတိုးတော်လည်းပဲဒါကြီးပုံမှန်နဲ့ကျွန်တော်တို့ကဒါဒရယ်ကြီးကျွန်တော်တွေးနေလို့ကျွန်တော်မရဘူးဗောနော် ကျွန်တော်အနေနဲ့ရှေ့ဆက်သွားဖို့လိုတယ်ရှေ့ပွဲဒီမှာဒီလိုအမှားတွေထပ်ပြီးတော့မကျူးလွန်ဖို့လိုတယ်ဆိုတဲ့ပုံစံမျိုးကျွန်တော်ပြောသွားတာဆိုတော့အဲ့ဒီဘောလုံးမရခဲ့တဲ့ပုံမှာလဲရက်စမတ်ကစိတ်ပြက်လက်ပြက်ဖြစ်သွားတဲ့လက္ခဏာကျွန်တော်တွေ့ရတာကိုဒါကိုသူကတော့ဟိုအတူအနေနဲ့ပေါ့နော်ဒီကိုတားလောက်ကရက်စမတ်ရဲ့နေရာကအကယ်လို့သူဘောလုံးပေးလိုက်မယ်ဆိုရင် အရန်ကန်ဖို့အတွက်ပေါ့နော်အချိန်မီလိုက်မဲ့အချိန်မျိုးမဟုတ်ဘူးလို့သူထင်လို့ပဲဘလုံးမပေးတာလို့သူယူဆတယ်ပေါ့ နော်ဆိုတော့ဟိုဒါအပြင်သူတို့လည်းဂိုးသွင်းပြီးလို့ဗောနော်ဘသူမဆိုးဗောနော်ကစားမတွေလည်းဂိုးသွင်းပြီးတော့အနိုင်ယူကျင်ကြတာပဲဗောတခါတလေမှာဆုံးဖြတ်ချက်တွေကအကောင်းဆုံးပုံစံဖြစ်အောင်မချနိုင်တာမျိုးတွေလည်းရှိတတ်တယ်ဗောနော်ဒါတော့ရေဆုံးဖြတ်ချက်ကအကောင်းဆုံးတော့မဟုတ်ခဲ့ဘူးဒါပေမဲ့လို့ခုနကပြောလို့ပဲဒီဖြစ်ပျက်တွေဒီပွဲမှာမေ့ခဲ့ပြီးတော့နောက်ပွဲတွေမှာပိုကောင်းအောင်ပဲကျွန်တော်တို့ကကြိုးပမ်းတော့မှာဆိုပြီးတော့ပြောသွားတယ်ဒီနေရာမှာဗျာကျွန်တော်ပြောနေတာက ဟိုဘောလုံးကစားဒီဒီကောင်လေးတွေလည်းဟိုကစားမားတွေလည်းတည်တယ်မလားဂူရီပါတွေတွင်းပြီးတော့အနိုင်ယူကျင်ကြတာပဲဆိုတာတော့မှန်ပါတယ်။ဒါပေမဲ့လည်းလို့တချို့ကစားမားတွေကျတော့မဟုတ်ဘူးမင်းကစားတာကအုံနောက်ကိုမရှိတာ။ကျွန်တော်ပြောချင်တာကဒါလောကဗျာထားပါတော့အဲ့ဘောလုံးကိုပေးလိုက်လို့ Resmat Whiteland တို့ကကန်ခွင့်ကောင်းချင်မှကောင်းမယ်လို့ပြောအောင်မင်းရလေ။နောက်က Defender တယောက်ပြေးလာတယ်ဆိုရင် Resmat ကပို့ပြီးတော့ပြေးနိုင်တဲ့ကစားမားပါ။ဒါကြောင့်လည်းပဲသူကရှေ့ရောက်လာတာ ပြင်ဂိုးသမားနဲ့ Resmus နဲ့တယောက်ချင်းတယောက်ပဲကျွန်တော်ဖြစ်သွားမယ်ချင်းနေမျိုးနောက်က pressure ရှိရင်တောင်မှကံခွင့်မတောက်ဘူးပြီးတော့မင်းအဲ့ဂိုးသမားနဲ့တယောက်ချင်းတယောက်တွေ့ပြီးတော့ချင်းနေလောက်ဘယ်ဟာမှမပူပြီးတော့ကံခွင့်သွားတောက်အောင်မှာတော့သူကတော့သူကစားမဘက်ကဖြစ်တွေ့ပြီးတာပေါ့ဗျာသူကတော့ဘသူပဲဖြစ်ဖြစ်ဖြစ်တွေ့ပြီးတာပေါ့ဒါနီးပြတယောက်ဆိုရတဲ့နားလေပါဒါမဲ့လို့ကျွန်တော်တွေးကြည့်ရရင်အကယ်လို့ဒါလောကအဲ့လုံးကို Resmus White Lantern ချိုးပြလိုက်ပြီးဆိုရင် ချိုးပေးတဲ့ပုံစံကလည်းရှိသေးတာပေါ့ဒီကောင်ကိုအိုက်ကောရက်စမက်ကြီးရှိနေအောင်တန်တန်ပေးမှလာဒါဆိုရင်တော့တည်ကြတယ်ပြေးနေတဲ့ကစားမကိုတန်တန်ပေးရင်ဘောလုံးကကြံခဲ့မှာအေးလန်းချောင်းလေးကိုထိုးပြီးမှကွက်တိကြမှာအဲ့လိုမဟုတ်ဘဲနဲ့အုံနောက်မဲ့တဲ့မင်းပုံစံမျိုးနဲ့ပေးရင်တော့ဘလို့ကျွန်တော်အဆင်ပြေမှာလေဒါပေမဲ့လို့ဂိုးသူမတယောက်တော့ပဲကြံတော့တဲ့အချင်းကြီးမျိုးမှာထိုးပေးလိုက်တဲ့ဘောလုံးကိုကံခွင့်မတားဘူးလို့ထင်တယ်ကံဖို့အတွက်အချင်းကြီးကောင်းတစ်ခုလို့မထင်ဘူးဆိုရင်ဘယ်လိုဘယ်လိုဟာမျိုးကိုကျွန်တော်သွားပေးတော့မလဲဒါကဒါလောကညံနေတာဖြစ်သွားပြီညာ အကယ်လို့သူထိုးပေးလိုက်လို့ Resmus Swiden ကအဲ့ဒီခွင့်ရည်ကိုလွဲတယ်ဆိုလို့ရှိရင် Tyson နဲ့ပတ်သက်လို့ကျွန်တော်အမှန်ကန်ဝေဖန်လို့ရတယ်။ဒါပေမဲ့ဒါကဖြစ်တွေးပြီးလို့မရလောက်အောင်ထီကိုဒါလို့ရဲ့ဆုံးဖြတ်ချက်ကတော်တော်ကြီးကိုညှန့်ခဲ့တာ။ Resmus Swiden ဒေါ်သာထွက်မှာပေါ့။ဘိုးမရရင်သူပဲဝေဖန်ခံရတာလေ။ဟုတ်တယ်မလားနော်။ဂိုးမရဘူးဆိုလို့ရှိရင်ကျွန်တော်တို့က Resmus ပဲဝေဖန်ခံရတာ။ဒါလို့ကဘောလုံးမပေးဘူးတို့။ကာနာချိုကဘောလုံးမပေးလို့တို့သိတယ်မလားနော်။ Winbacks တွေကဖြစ်တင်ပေါ်တွေမပေးလို့တို့။ တခါမှကျွန်တော်တွေ့ရမှာမဟုတ်ဘူး resmat ကတော့ဘယ်လိုပဲวะဘယ်ပွဲကတော့တလုံးမမကန်ခဲ့ရဘူးဟိဘယ်ပွဲကတော့ဘလူဖြစ်ခဲ့တယ်ဟိဒါပဲကျွန်တော်ပြောကြမှာဆိုတော့เนาะကျွန်တော်တို့ဒီနေ့ဒေါ်လာထွက်ချင်နေဆိုလဲထွက်ချင်စီရပါအဲ့ဒါကြောင့်ပြောတာဗျာအဲ့ဒီနေရာမှာ vita gugres ဖြစ်နေလဲ900ရမှာမဟုတ်ဘူးเนาะပြီးလို့ရှိရင် vita osiman ဖြစ်နေလဲ900ရမှာမဟုတ်ဘူးเนาะ zlatan ibrahimovic ဖြစ်နေလဲ900ရမှာမဟုတ်ဘူးဗျာဘာလို့လဲဘောလုံးမှမပေးတာဗျာဘောလုံးမှမပေးတာဘောလုံးပေးတယ်ဆိုလို့ရှိရင်တော့မင်းပြောလို့ရတာဗော ုတ်တယ်မလားဒါကြောင့်ဟိုကစားမားတွေကဆုံးဖြတ်ချက်ချတာတွေကတော်တော်ကိုဘာပြောမလဲဒီတာမန်ဆန်လွန်းပြီးတော့ဗောနော်တာမန်ထက်တော့မှကျွန်တော်အနေနဲ့ဒီညံ့လွန်းပါတယ်တာမန်ဆိုလို့ရှင်တော့မှအဲ့တာမန်လူတယောက်အနေနဲ့ဆိုလို့ရှင်တော့မှအဲ့ဘောလုံးကပေးရမယ်ဆိုတော့ကောင်းကောင်းသဘောပေါက်တယ်ဗျာဆိုတော့ဒါဒါလိုလိုရဲ့ဗောနော်ကျွန်တော်ဒါ own out quality တော်တော်ကိုအရေးချင်းမရှိတယ်ကျွန်တော်ဖြစ်သွားပြီအဲဒါအပြင်ဗောနော်ကျွန်တော်ပွဲရဲ့ကစားဟန်မှာ United ရဲ့ကစားပုံကအချိန်ကျသွားတယ်ဗောနော်ဒီပုံမှာတော့သူက အပွဲအရှင်ကြသွားတာကတော့ကိုကျွန်တော်တို့ကစားမားတွေပင်ပန်းနေရတဲ့အချိန်ကြောင်းဆိုတာထင်ထင်ရှားရှားကျွန်တော်တွေ့ရတယ်ပေါ့နော်ဘောလုံးယူဘောလုံးကျွန်တော်လှူတာတွေကလည်းအင်မီတန်နောက်ကျတာတွေကျွန်တော်ရှိတယ်တမ်ပြန်တိုက်စစ်နဲ့ transition တွေမှာလည်းကျွန်တော်အနေနဲ့မြန်နှုံးကပေါ့နော်ကျွန်တော်မတူတော့ဘူးအရာအလုံးကကျွန်တော်ကြာလာပြီဒါအပြင် နောက်ဆုံးနိုင်ဝက်တော့ဒီမှာစူးစီးတဲ့ဟာပူကောင်းတဲ့အတင်ဖြစ်ခဲ့တယ်ဗောနော်အဓိကတော့ကျွန်တော်တို့တွေပင်ပန်းနေခဲ့ကြလို့ဗောဗျာလက်ရှိအတင်အတွက်အရေးကြီးတာကတော့တနင်္ဂနွေနေ့မှာကစားမယ့်အာဆင်နယ်နဲ့ပွဲမှာ ြန့်ခိုင်မှုကောင်းအောင်ကျွန်တော်ကြိုးစားပြီးတော့လာမယ့်ကြာသပတေးနေ့ဒုတိယကြော်ကစားမယ်ဆိုစည်းတဲ့နဲ့ပွဲမှာလည်းပြန်ပြီးတော့ရင်ဆိုင်ဖို့အတွက်အစဉ်သင်းဖြစ်နေဖို့အတွက်ကြိုးပမ်းမှာပဲပေါ့နော်ဒါဟာဒီဒီဒီရဒီတွေအရေးပါတဲ့အချိန်ကာလတစ်ခုလည်းဖြစ်တယ်ပေါ့ဒီနေရာမှာကျွန်တော်တို့ကပရီးမီးယားလိမှာအချိန်ကြီးကောင်းမနေပါဘူးပရီးမီးယားလိအချိန်ကြီးကောင်းမနေတဲ့အနေအထားမျိုးမှာကျွန်တော်တို့ဒီနေ့ပရီးမီးယားလိမှာလည်းအမှတ်ကရော့လို့မဖြစ်ဘူးဒါပေမဲ့လည်းလို့ပေါ့နော် ာဆင်နယ်လိုအသင်းမျိုးနဲ့ကိုယ့်ထက်အများကြီးအရာရာတာနေတဲ့ချီနီမျိုးမှာဘလို့မဲ့ရှင်ကစားဖို့ကျွန်တော်မရဘူးနောက်တစ်ခုကကျွန်တော်တို့ရဲ့မျှော်လင့်ချက်တက်တက်လေးဖြစ်တဲ့ယူရိုပါလိကလည်းတာလာပရီနီမှာကစားမဲ့ပွဲမှာအနိုင်ရယူနိုင်မှကျွန်တော်ဖြစ်မှာမဟုတ်လို့ကျွန်တော်ကိုယ်လိုတွေမျှော်လင့်စရာဘာမှမရှိဘူးကျွန်တော်ဖြစ်သွားမှာလာတော်လေးတိုင်ပတ်ပါတယ်ဆိုတော့အသင်းတွေကပဲပြိုင်ပွဲမှာမဆိုကျွန်တော်တို့က short ပေါ်ပြီးတော့ကစားလို့မရတဲ့ချီနီမျိုးပေါ့နော်ဆိုတော့အသင်းကစားမတွေပူကောင်းအောင်ဘာတွေလုပ်ပြနိုင်မလဲပဲကျွန်တော်ကြည့်ရမှာပဲ ဒါကဒါကတော့ Ambulin ပြောသွားတဲ့အကြောင်းအရာတွေပေါ့ဗျာဆိုတော့ညီကလူနေနေရော Ambulin ပြောတာနေပတ်သက်ပြီးတော့ဘယ်လိုမြင်ကြပါလဲဒါအပြင်ချိလာမဲ့ပွဲစဉ်တွေမှာကျွန်တော်တို့ကအကောင်းဆုံးပုံစံတွေပြသနိုင်မယ်လို့ညီကလူထင်ကြလားဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်